ပုံမှန်လေးနဲ့ပြောမယ်နော်ဒီမှာလူငယ်လေးတွေလည်းပါတယ်ဘုန်းဘုန်းတို့စိတ်တွေကဘယ်တဲမှာပဲကြက်စားနေတုံးဘယ်တဲမှာပဲတော့ကျင်လဲနေတုံးဆိုတော့မြင်နေရတာတွေကြားနေရတာတွေတွေးနေရတာတွေနဲ့ပတ်သက်ပြီးတော့ပဲကျင်လဲကြက်စားနေတာအဲ့တော့မြင်နေရတာတွေကလည်းဘာတွေလို့ဆိုတော့လူရှင်တွေပဲမြင်နေရတယ်တနေ့ကုံသွားတယ်တစ်လကုံသွားတယ်လူရှင်တွေပဲမြင်ရတယ်လူတွေကမြင်ရခဲ့တယ်တခါတလေလူတွေကိုမြင်ခွင့်ကြုံမိမလို့မကြည့်ကျင်ဘူးဆိုပြီးတော့မကြည့်ဘူးဟုတ်လား ဒါကြောင့်ဆေးရုံအချိန်ကသွားတဲ့တယ်ကိုကလူမာတွေကြီးမြင်ရတယ်လူမမာကိုမမြင်ရအောင်အဲ့တော့လူမာနဲ့ပတ်သက်တဲ့အတွေ့ပဲတွေ့တယ်လမ်းမောသွားတယ်ဆိုရင်ဖိလိန်ပြင်ဆင်ပြီးတော့နော်တကယ်ကိုပဲအဆင်ပြေနေတဲ့ပုံလေးတွေပဲမြင်ရတာပေါ့နော်သူတို့ရဲ့အတွင်ရေနောက်ကျောင်းလိုက်ပြီးတော့အိမ်ထိလိုက်ကြည့်လိုက်မယ်ဆိုရင်တော့အရှုပ်ထွေးတွေကြီးနေမှာပေါ့ဟုတ်လားဒါပေမဲ့မြင်ရတာကဘာလို့အဆင်ပြေတဲ့ပုံတန်လေးတွေပဲမြင်ရမာတာပဲမြင်ရတယ်နာတာမမြင်ရရှင်တာပဲမြင်ရတယ်တေတာမမြင်ရအဲ့တော့စိတ်ကဘာလဲဆိုတော့ ီရှင်သာနဲ့ပတ်သက်ပြီးတော့ပဲတွေးတယ်အဲ့တော့ငါဘလို့နေမယ်ဘလို့ထိုင်မယ်ဘာလုပ်မယ်ဟာဒီရှင်ရေးနေထိုင်ရေးနဲ့ပတ်သက်ပြီးတော့ပဲစိတ်ကမှဖြစ်နေတော့တွေးနေတယ်တကယ်လို့သာလူစီကိုခဏခဏမြင်မယ်ဆိုလို့ရှိရင်သိခြင်းနဲ့ပတ်သက်ပြီးတော့တွေးလိုက်တယ်အဲ့ဒီအတွေ့ကအများကြီးပို့ပြီးတော့လေးနေမယ်နော်ဘဝကရှင်သန်မှုတစ်ခုတည်းနဲ့တိဆောက်ထားတာမှမဟုတ်ဖဲကိုတိဆုံခြင်းနဲ့ရောပြီးတော့တိဆောက်ထားတာဟုတ်တယ်မဟုတ်လား ဲ့တော့ရှင်သာတခုတခုတည်းကိုမြင်လို့ရှိရင်တွေးတာကြံတာတွေဟာဗတိနဲ့မှတဘာဝမကြနိုင်ဘူးမမျှတနိုင်ဘူးပေါ့တေခြင်းတရားကိုမြင်ဖို့မလိုဘူးလားမြင်ကြည့်နော်ဒါကြောင့်မလို့သင်္ချိုင်းကုန်းတွေဘာတွေသွားတဲ့လေလို့အရင်ထင်တယ်အတုဘဝကိုလိုက်ပြီးတော့ကြည့်တဲ့နယ်လို့ထင်တယ်ဟုတ်လားဩအခုခေတ်အနေနဲ့တမင်တကာကြီးအဲ့လိုသွားမကြည့်အောင်တောင်မှနော်ဗီဒီယိုဖိုင်တွေလူသေးတွေကိုရိုက်ထားတာတွေရှိဓာတ်ပုံတွေကြည့်ကြည့်မတူတာကိုတွေ့ရလိမ့်မယ်ကိုယ့်ရဲ့စိတ်ကမတူတာကိုတွေ့ရလိမ့်မယ် လူသေးကိုမြင်ရတဲ့အခါကျတော့လူဆိုတဲ့အမျိုးကကြောက်တယ်။အဲ့ဒီကြောက်တာကိုပဲကြာတော့စဉ်းစားလာတယ်ဘာလို့ကြောက်တော့စဉ်းစားကြည့်စဉ်းစားကြည့်ကိုသေးရမှာပဲနော်တကယ်တကယ်ကတော့အဲ့ဟိုကြောက်နေတဲ့သဘောလေးရှိတယ်အဲ့ဒါဟိုကလည်းပဲစိတ်ဝင်စားတဲ့အကောင်။ဩသူကျင်တို့ရွာဘက်မှာနွားတက်ပြီးတော့နော်လူမျိုးသားတွေနွားသားရောင်းပြီးတော့နေကြတဲ့နေရာလေးတစ်ခုရှိရွာနဲ့မနှီးမွေးမှာပေါ့။နွားတွေအများကြီးအဲ့ဒီမှာတက်တယ် အဲ့ဒီနာလှဲလန်းတွေကစုံနေတယ်ဟိုရွာလာတဲ့လမ်းလည်းအဲ့ဒီနာရောက်တယ်အဲ့လိုလှဲလန်းအုံလေးပေါ့အံဩစရာတော့အဲ့ဒီနွားတွေကလေအဲ့ဒီနွားတက်ယုံနာရောက်လို့ရှိရင်ရှေ့ဆက်မသွားဘူးတချို့ဆိုရင်ကြောက်လန့်ပြီးတော့စွပြေတချို့နွားတွေဆိုလို့ရှိရင်ဒူးတုတ်ထားလိုက်တာရှေ့ဆက်ပြီးတော့မယုံတော့နောက်ကြတော့အဲ့ဒီနာလှဲလန်းကိုပဲမဖြစ်တော့ဆိုကန်းသွားတယ်ဒီပြည့်နေရာနဲ့သွားကြတယ်တွေးမိတာပါငယ်တုန်းကဩနွားတွေကလည်းပဲ တို့တည်တဲ့နေရာတို့တတ်တဲ့နေရာတို့တတ်ထားတယ်တို့အပေါင်းဖော်တယ်တို့သိပုံရတယ်ဟုတ်လားအဲ့တော့လူတွေကလည်းပဲပါတယ်လူတွေတွေ့လို့ရှိရင်စိတ်ကတမျိုးဖြစ်တယ်အဲ့ဒီတမျိုးဖြစ်တာကိုစိတ်ဝင်စားတဲ့တယ်ဟုတ်လားကြည့်ကြည့်လိုက်မတူဘူးနော်ဒါကြောင့်မြတ်စွာဘုရားအတုပကမ္မထာဆိုတာတွေကိုအသားပေးပြီးတော့ဟောတာတွေအများကြီးရှိတယ်နောက်ဆက်တွဲအကျိုးရလက်ကအလွန်ကြီးမားလို့မဟုတ်ဟောတာဟုတ်လားတခါတလေဦးဇင်းတို့ကအမှန်တရားကိုသိဖို့အတွက်နော်ဝိပတ်ပြီးတော့အများကြီးစဉ်းစားနေရတယ် ဲ့လိုစဉ်းစားမနေတော့ဘဲနဲ့တည်ခြင်းကိုလူသေးကောင်ကိုတဲ့တဲ့ကြည့်လိုက်တာနဲ့အဲ့ဒီအတွေးတွေကမြင်မြန်ဆန်းဆန်းလုတ်ချံယူစရာမလိုဘဲနဲ့စိတ်ထဲမှာမြင့်မြင့်မြတ်မြတ်ဖြစ်နိုင်တယ်။ဒါတယောက်နဲ့တယောက်တော့ပါရမီဓာတ်ခံနေပါလေလည်းပဲကွာတော့ကွာအောင်ပဲပေါ့။ဟုတ်လား။တိုးတိုးတေချာတာကတော့ဘသူပဲဖြစ်ဖြစ်လူသေးကိုမြင်ရတာနဲ့မမြင်ရတာနဲ့စိတ်အခြေအနေမတူတာကတော့တေချာတယ်။ဟုတ်လား။ဒါကြောင့်တေခြင်းတရားကိုဖျားပြီးတော့ကောင်းတဲ့အလုပ်ကိုလုပ်ဖို့တိုက်တွန်းတာအများကြီးအထိပ္ပယ်ရှိတယ်ဆိုတာလေးကို လက်ခံနိုင်ဖို့ဒါပြောပြတာဟုတ်လားဒါကြောင့်တေခြင်းတရားကိုစဉ်းစားဖို့မလိုဘူးလားလိုတယ်ဒါကဦးဇင်းတို့တတိယကာထာလေးနဲ့ပတ်သက်ပြီးတော့ပြောပြရအောင်နော်ကာထာဘယ်နှပုတ်လာမှာတော့၄ပုတ် နောက်ဆုံးတစ်ပုတ်ကျန်သေးတယ်နော်နောက်ဆုံးတစ်ပုတ်ကတော့ဒီမြတ်တဲ့အကျင့်ကိုတဲ့နေရောညာရောမပြင်းမရီးပြင်းထန်တဲ့လုံလဝရိယနဲ့စူးစမ်းအထုတ်နေမယ်ဆိုလို့ရှိရင် ငြင်းအေးတော်မူပြီးဖြစ်ကြတဲ့ဘုရားရှင်ကိုရမြတ်ကြီးတွေကဒီလူဟာကောင်းသောညရှိတဲ့ပုဂ္ဂိုလ်ပဲလို့ချီးမွမ်းကြတယ်တဲ့အဲ့လိုအဓိပ္ပာယ်ရတယ်။ဧဝံဝိဟာရိအာတပိအဟောရတမတ္တန်တိတောတံဝေဘတ္တိကာရတောတိတန်တောအာစိတ်ခတိမုနိဟာဒါနောက်ဆုံးကာထာလေးနော်ဧဝံဝိဟာရိအာတပိအဟောရတမတ္တန်တိတောအဟောရတမတ္တန်တိတောတဲ့နေရောညရောမပြင်းမရည်ဟောညပါထည့်ထားတယ်နော် ဒီမြတ်သောအကျင့်ကိုနေ့တွင်လုပ်ရမှာမဟုတ်ဘူးညပါလုပ်တဲ့နေပေါ့ဘောသူလူရဲ့တက်တန်းလေးကအလွန်တိုးလို့ညဟာအိပ်ဆက်ချင်းဖြင့်ဖြုံးတီးပြလိုက်ဖို့မထိုက်တန်ဘူးဆိုတဲ့အတေးကိုပဲကိုကပြောနေတာဟုတ်လားနေရောညရောမပြင်းမရည်ဧဝံဝိဟာရိအတာပေအလွန်ကိုထက်တဲ့နဲ့လုံလာဝရိယနဲ့ဒီမြတ်တဲ့အကျင့်ကိုကျင့်တယ်ဘာကျင့်တော့အတိတ်ကိုလည်းမပြန်မဲနဲ့အနာဂတ်ကိုလည်းမကြံမဲနဲ့ပြစ္ဆုတ်ပါမှာဖြစ်နေတာလေးကိုအမှန်တိတိနေတဲ့အလေးအကျင့်ဒါမှအမှန်တရားကိုသိမှာနော် အဲ့ဒါကိုအဲ့ဒါလိုနေရောညာရောမပြင်းမကြီးပြင်းပြင်းထန်ထန်ကြိုးစားမယ်ဆိုလို့ရှိရင်တံဝေဘတ်တိကာရတောတိတန်တော်အာစိကတိမုနိနော်တန်တော်ညင်အေးတော်မူပြီးဖြစ်ကြတယ်မုနိဘုရားရှင်ကိုရမြတ်ကြီးတို့သည်အာစိကတိချီးမွမ်းပြောဆိုကြတယ်ဘလို့ပြောတော့တံဝေဘတ်တိကာရတောတိဒီလူကတော့ကောင်းသောညရှိတဲ့ပုဂ္ဂိုလ်ပဲလို့ချီးမွမ်းကြလေတဲ့ဟုတ်လားအကောင်းဆုံးနေနီးထိုင်လေးနေနဲ့နေလိုက်တော့ညအိစက်ခါနီးလေးမှာဒါကောင်းသောညဖြစ်တယ်ဆိုတဲ့အတိတ်ပဲမျိုးနားလည်ဖို့ရှိမယ်ပေါ့နော် နေလေနေခင်းမှာလောဘဒေါသမောဟတွေနဲ့အကုသိုလ်တွေနဲ့ရောပြုံးပြီးတော့နေမယ်ဆိုရင်ညဟာကောင်းသောညဖြစ်နိုင်မလားဒါစဉ်းစားဖို့ရှိတယ်ဟုတ်လားဒါကြောင့်ပေးသက်ပေါင်းသူတို့ဟောင်းတို့ဒီမြင့်မြတ်တဲ့ကျင့်စဉ်ကိုจิตသုံးခွင့်ရတဲ့ဒီအခိုက်အတန့်လေးအခိုက်အတန့်လေးလို့ဦးရင်သုံးလိုက်တယ်နော်ဘဝဆိုတာအခိုက်အတန့်လေးပဲနော်ဒီအခိုက်အတန့်လေးကတကယ်ကိုတန်ဖိုးဖြတ်လို့မရတဲ့အခိုက်အတန့်လေးပဲဘာဖြစ်လို့လဲဆိုတော့တန်ဖိုးဖြတ်လို့မရတဲ့ဒီအလုပ်ကိုလုပ်နိုင်တဲ့အခွင့်အရေးရှိနေလို့ လူတိုင်းမှာဒီခွင့်ရင်းမရှိဘူးเนาะလူဖြစ်တိုင်းလည်းရှိတာတော့မဟုတ်ဘူးเนาะမှန်ကန်တဲ့အစုံမလို့ဆိုတဲ့မြတ်စွာဘုရားရဲ့သာသနာနဲ့တွဲ권ရတဲ့သာသနာရဲ့ပုံမှာသာသနာဆိုတာအစုံမကိုပြောတာဟုတ်လားအဲ့ဒီအစုံမရဲ့ပုံမှာယုံကြည်တတ်ဝင်တဲ့တရားတရားရှိတဲ့လူမှသာလျင်ဒါကိုကျင့်သုံးနိုင်တဲ့အခွင့်အလမ်းရှိတာဟုတ်လားဒီအစုံမတွေကိုကြားရတိုင်းလည်းပဲဒါကိုစမ်းကြည့်မယ်လို့တောင်စိတ်ကူးမပေါက်တဲ့လူတွေအများကြီးမရှိဘူးလားရှိရနော်လူဖြစ်တိုင်းလည်းပဲလူချင်းတူတာမဟုတ်ဘူးဟုတ်တယ်မဟုတ်လား ဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ရဲ့အခြေအနေလေးကနော်ဒီအလုပ်ကိုလုပ်နိုင်တဲ့အတွက်ဟောလုပ်နိုင်ဖို့အတွက်အခွင့်အလမ်းအကုန်လုံးပြည့်နေတယ်အခြေခံလိုအပ်ချက်တွေအကုန်လုံးပြည့်စုံနေတယ်သိနိုင်မြင်နိုင်စွာဉာဏ်အည်အသွေးမှီတဲ့လူတယောက်ဖြစ်နေတာကတကြောင်နော်အစိုးမကောင်းလို့ဆိုတဲ့သာသနာတမျက်ကြီးနဲ့တွဲဝင်ရတာကတကြောင်ဒါကိုဘဝကောင်းနဲ့တွေ့တဲ့အခါကောင်းကြုံနေလို့ပြောတာနေတဲ့အခွင့်အရေးတော့မဟုတ်ဘူးနော်မြင်တဲ့ဖို့တော့လို့တယ်တန်ဖိုးရှိတာကိုတန်ဖိုးရှိမှသိမှလည်းပဲ နော်အလားအသတ်မဆုံးရှုံးအောင်ကြိုးစားမှာနော်တန်ဖိုးရှိတာကိုတန်ဖိုးရှိမှမသိရင်တော့ပေါပေါပဲပဲနဲ့ပျက်စီးပြုံးတီးသွားမှာပေါ့နော်ကိုကိုကဘာမှမရှာမဖွေရပဲနဲ့မိဘရှာဖွေတာကိုပဲနော်ထိုင်ပြီးတော့ငွေကြီးရဲ့တန်ဖိုးကိုနားမလဲပဲနဲ့နော်တချို့သုံးဖြုံနေကြတဲ့နော်ဥစ္စာပစ္စည်းပေါများတဲ့ပုံကိုယ်တွေရဲ့သားသမီးတွေတချို့နော်ပတ်စံကိုတန်ဖိုးမထားပဲနဲ့နေကြထိုင်ကြတာဘေးကနေမြင်ရတာနော်တွေးကြည့်တွေးကြည့်ပေါ့နော်ဒါဥမာကိုပြောပြတာဟုတ်လားကိုဒကာမတို့ဦးဇင်းတို့တွေကလည်းပဲ ဘဝဘဝကကိုပြုတ်ခဲ့တဲ့အကြောင်းတရားလေးတွေပြည့်စုံလို့ဒီအလုတ်ကိုလုံနိုင်권ရှိတဲ့ဘဝဒီအလုတ်ကိုလုတ်တက်တဲ့လုတ်တက်အောင်သင်ကြားပေးတဲ့သာသနာအစိုးမဒါနဲ့တွေ့ကြုံနေရတဲ့အခြေအနေလေးကိုဘာလို့ဖို့လို့တော့တန်ဖိုးထားဖို့လို့လေမတွေ့ရမကြုံရသောပုံကိုယ်တွေနဲ့နှိုင်းစာမယ်ဆိုလို့ရှိရင်တွေ့ကြုံနေရတဲ့လူတွေရဲ့အဒီအတွက်ဟာအလွန်တရာမှနေပါလေဒါကြောင့်မလို့တော့တချို့ညတွေပါစိတ်ဝင်စားဖို့လို့လေเนาะညဒီ ကောင်းတဲ့အလုပ်ကလေးကိုလုပ်ဖို့အတွက်အလွန်တရာမှအခွင့်သာတာပဲဆိုတဲ့အမြင်မျိုးပေါ့ဟုတ်လားညဆိုတာနော်ဘုရားဟောထားတဲ့ဒေသနာတစ်ပုဒ်ရှိတယ်ပညာရှိတွေအတွက်ညဆိုတာအိပ်ဆက်ပြစ်လိုက်ဖို့မဟုတ်ဘူးတဲ့နော်နက္ခတ္တရာကြေတကာတို့ဖြင့်အလှဆင်ထားတဲ့ညဆိုတာသူတော်ကောင်းတရားကိုသိအောင်လုပ်ဖို့အတွက်အချိန်အခါဖြစ်တယ်လို့အဲ့လိုဟောတာလည်းရှိတယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့မပြင်းမရှိ လုံလဝရိယထက်ထက်တန်တန်နဲ့ဒီအလုပ်ကိုကြိုးစားနိုင်ဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့တရားသမားတို့ဦးနှုတ်ရဲ့တန်တန်မှာစိတ်အေးလက်အေးနေနိုင်နေနိုင်တဲ့အနေအထားမရှိသေးလို့